ရှိခဂရိယုတ်ထုများမှာနတ်ဖယားများသူရဲကောင်းများနဲ့အာဂဇာရမများ၏လေရင်ငါများသည်တင်းငယ်ငေါဆိုးနေသည့်ပုံစံများကိုမိတ်ဆွေတို့မြင်မှုကြပါလိမ့်မယ်။ရုပ်ထုတွေကိုဒီလိုထုလုပ်လိရှိတာဟာအကြောင်းမဲ့သက်သက်တော့မဟုတ်ပါဘူး။ဒီနေ့မှာတော့ဂရိယုတ်ထုတွေမှာဘာကြောင့်ဂွေးလူလေးတွေဖြစ်နေရတယ်လဲဆိုတာကိုဆက်ထုတ်ပြသမှာပဲဖြစ်ပါတယ်။အားလုံးမင်္ဂလာပါခင်ဗျာ Mystery Box Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ် ဗီဒီယိုလေးကိုဆောင်းနေကြည့်ရှုပြီးချန်နယ်တက်တယ်ဆိုရင် like and subscribe လေးပြုလုပ်ပေးသားကိုလည်းတောင်းဆိုပါရခင်ဗျာဂရီယုတ်တို့တွေမှာလေရင်ကသင်းငယ်နေရခြင်းအကြောင်းရင်းကရှေးခေတ်ဂရီယင်ကျင်းမှုမှာအမျိုးသားပုံစံနဲ့ပတ်သက်တဲ့စာနမူနာယူဆတွေအကြောင်းပဲဖြစ်ပါတယ်မျက်မှောက်ကအမြင်နဲ့ क्वे ပြားစာပဲဂရီလူဖွဲ့စီကအမျိုးသားတူရဲ့သင်းငယ်တဲ့လေရင်ကကိုမြင်နိုးခဲ့ပါတယ်ဒါကလည်းအကြောင်းရင်းနေရှိပါတယ်ဂရီယုတ်တို့များတွင်လေရင်ကသင်းငယ်နေရခြင်းအကြောင်းရင်းကိုတော့အပိုင်း၃ပိုင်းခွဲပြီးသုံးသပ်နိုင်ပါတယ် နံပါတ်၁ကိုကျင်တရားထင်ချုံမှုနဲ့ဉာဏ်ပညာဤသင်္ကေတရှေးခရီးခေဤစံပြမျိုးသားများသည်စိတ်ခံစားမှုနှင့်တဏှာဆန္ဒတို့ပေါ်စိတ်ဖြင့်ထင်ချုံနိုင်ပြီးဖြစ်ရန်လိုအပ်ပါသည်ပညာရှင်များကသိငယ်ပြီးမထောင်မှတ်သည့်လေရင်ကကိုကိုပိုင်ထင်ချုံမှုအကျိုးကြောင့်ဆင်ခြင်တုံတရားနဲ့ဉာဏ်ပညာတို့ဤသင်္ကေတဖြစ်ရှုမြင်ကြရတယ်လို့ရှင်းပြထားပါသည်ဤကဲ့သို့သောထင်ချုံထားသောလက္ခဏာသည်စံပြပုဂ္ဂိုလ်တို့၏အဓိကဂုဏ်ရင်များဖြစ်ပါသည်ကြီးမားသောလေရင်ကသည်ဉာဏ်ဉာဏ်သောတဏှာ ယူသူသောစိတ်ကံစားမှုနှင့်တိရစ္ဆာန်ဆန်သည့်အမှုခြင်းများကိုကိုစားပြုသည်ဟုယူဆထားကြပါသည်။နံပါတ်၄ယဉ်ကျေးမှုမြင်မာခြင်းနှင့်လူယဉ်ကျေးမှု၏ဆန်သောဂရိလူမျိုးတို့သည်မိမိတို့ကိုယ်ကိုအခြားလူမျိုးများထက်ပိုမိုယဉ်ကျေးသောလူမျိုးဖြစ်သတ်မှတ်ခဲ့ကြပါသည်။၎င်းတို့၏ရုပ်ထုများသည်လည်း၎င်းတို့၏ယဉ်ကျေးမှုဆန်ရာမြင်မာမှုကိုပေါ်ပြရန်ရည်ရွယ်ခဲ့ကြပါသည်။သမိုင်းပညာရှင် ပေါ်ခရစ်စတယ်ကသိငယ်သောလေယာဉ်သည်ဂရိမျိုးသားအလားပါဆန်ရာဆန်နှုန်းနှင့်ကိုက်ညီပြီး အစဉ်တန်းမြင့်ဆုံးယဉ်ကျေးမှု၏အမတ်တစိဖြစ်သတ်မှတ်ခဲ့ကြောင်းရေးသားခဲ့ဘူးပါတယ်။ကြီးမားသောလေရင်ကားကူမှုယဉ်ကျေးမှုပေါင်းပြမရောက်ခြင်းသို့မဟုတ်ရန်ဆိုင်သောလူရန်များနှင့်ဆက်ဆက်၍ရှုမြင်ခဲ့ကြတာလည်းဖြစ်ပါတယ်။နံပါတ်3လေမှုကိစ္စကိုစိတ်ထင်တိုင်းလိုက်စားသူများနှင့်ကွဲပြားမှုကိုဖော်ပြခြင်းရှေးခေတ်ဂရိဗဟုဆရာများသည်လေရင်ကားရွယ်စားကိုဇက်ကောင်၏ဇယိလက္ခဏာကိုဖော်ညွှန်းရန်အတွက်အသုံးပြုခဲ့ကြပါတယ်။ဂရိတနာဟီလာစတားများသို့မဟုတ် စိတ်တပိုင်းလူတပိုင်းနဲ့ရေစရာတဆက်များမှလူများသည်ကြီးမား၍ထောင်မှန်နေသောလေရင်ကလည်းဖြင့်ပေါ်ပြခြင်းခံရပါသည်။ဤဇောကောင်များသည်ချုပ်တီးမှုကင်းမဲ့ခြင်းမိုင်မဲခြင်းနှင့်သရဝါဆန်ခြင်းတို့ကိုကိုစားပြုတယ်လို့ဆိုပါသည်။၎င်းတို့နှင့်ဆန်ခြင်းမဖြစ်သောနဗျားများနှင့်သူရဲကောင်းများအားသေးငယ်သောလေရင်ကများဖြင့်ထုလုပ်ခြင်းဖြင့်၎င်းတို့၏မိမဲ့သောဇာတိလက္ခဏာနှင့်ကောင်းမွန်သောကိုခြင်းတရားများကိုမိမောင်းထိုးပြခဲ့တာပဲဖြစ်ပါသည်။အနှစ်ချုပ်သုံးသက်ရလျင်တော့ဂရုယောထုများရှိလေရင်ကသေးငယ်မှုသည် အနုပညာဆိုင်ရာအမှတ်သားတစ်ခုဖြစ်ပြီးခေတ်ကာလ၏အလဘဆန်နှုန်းကိုဖော်ပြတာပဲဖြစ်ပါတယ်။ထိုခေတ်ကစံပြအမျိုးသားဆိုသည်မှာကိုယ်ကာယကြံ့ခိုင်တော်လဲကာမဆန္ဒပေါ်လွန်မှုခြင်းမခံရဘဲစိတ်ဆန္ဒကိုထိန်းချုပ်နိုင်စေရှိသူပဲဖြစ်ပါတယ်။ဒါကြောင့်အခုကြည့်နေတဲ့အထက်မှာဂွေးလိုလေးတွေပေါခဲ့ရင်လဲအားမငယ်ပဲကိုကယောက်ျားကောင်းဖြစ်နေလို့ဂွေးလိုနေလို့သတ်မှတ်လို့ရပါတယ်။ဖောက်ဖောက်ပြောင်းလဲဟဲ့။ ဆုံးဖြတ်ကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။ဖြစ်စမွန်လေးလေးဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။